ဂျီနီဆိုတဲ့အမျိုးသမီးကအားလက်ရက်မှာသူ့သမီးလေးနဲ့အပန်းဖြေကြီးထွက်လာခဲ့ပေမဲ့သူတို့ရဲ့မျက်စိရှိမှာပဲကြောက်စရာကောင်းတဲ့မတော်တဆမှုကြီးတစ်ခုဖြစ်သွားခဲ့တယ်။အရန်အနေနဲ့များတဲ့ပြားနဲ့တသမတ်နဲ့တန်းကိုတည်ဆောင်လာတဲ့ချက်ကားကရုတ်တရက်ထိန်းချုပ်မှုမရှိတော့ပဲသူတို့ရဲ့ကားစီကိုအရှိန်ပြင်းစွာပြေးဝင်လာခဲ့တယ်။ဂျီနီကကားကိုအမြန်ကွေ့လိုက်တော့ခံကောင်းစွာပဲသူတို့ကိုတိုက်မိမသွားခဲ့ပေမဲ့တကယ်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကခုမှဆက်တင်လာခဲ့တယ်။ထောင်နှင်းချီတဲ့ပြားဒေတာတွေကပြုတ်ချက်ကွဲကုန်ပြီးတန်းပေါင်းများစွာသောလူသက်ပြားတွေကသူတို့ရဲ့ကားပေါ်မှာပြန်နေကြပြီးတော့နေရာအနှံ့ပြန်ကျင်းနေကြတယ်။ ချက်ကမ်းမောင်းသမားကလည်းကားထဲမှာဆိုးရွားစွာပိတ်မိနေခဲ့ပြီးတော့ရုတ်တရက်ဆင်းလာပြီးသူတို့ကိုအကူအညီတောင်းနေခဲ့ပေမဲ့ဒီလိုအခြေအနေမျိုးမှာဘသူမှအကူအညီပေးဖို့အတွက်တကားကိုဖွင့်ရဲမှာမဟုတ်ဘူးလေဒီတော့စက္ကန့်ပိုင်းတွင်းမှာပဲချက်ကမ်းမောင်းသမားကအစိတ်တင်ပြီးတည်ဆုံသွားခဲ့တယ်ခုချိန်မှာသူတို့ကားကလည်းပြားအောင်တစ်ခုလိုဖြစ်နေခဲ့တာကြောင့်ဂျီနီကအမြန်ပဲရေးပေါ်ဌာနကိုဖုံးဆက်ခဲ့တယ်ဒီနောက်ကေဆေရဲ့အဖွဲ့တွေရောက်လာခဲ့ကြပြီးတော့သူတို့ကပြားတွေကိုမိသက်စေဘူးတွေနဲ့မောင်းထုတ်ဖို့စူးစမ်းနေခဲ့ကြပေမဲ့ ပြားတွေကအရန်များလုံးတော့ဘလို့မှမထိရောက်ခဲ့ဘူးဒီတော့မိသက်ဖွဲ့ကိုဖုံးဆက်ပြီးတော့ရေနဲ့ထိုးပစ်မယ်လို့တော့လေပြားတွေကရေပိုက်ပေါက်ထဲဝင်ကုန်တော့ပန့်ကလုံးမလုံးတော့ဘူးဒီတော့မိနစ်20လောက်ကြာအောင်ဒီထက်ကားကြီးကလမ်းကိုပိတ်ဆို့နေခဲ့တယ်ဒီအချိန်မှာပဲဂျေမီကလေဝင်လေထွပြုံကနေပြားတွေဝင်ရောက်လာတာကိုတတိထားမိလိုက်ပြီးအ мян ပိတ်ပစ်လိုက်ပေမဲ့ပြားနဲ့ကောင်သုံးကောင်လောက်ကအထဲကိုရောက်လာခဲ့တယ်သူရောသူတမီးရောကတိရိစ္ဆာန်တွေနဲ့တတ်မတဲ့ရောဂါရှိတော့ဂျေမီထိလန့်သွားတယ်ဖုံးထဲကနေအော်ပရေတာကငင်ငင်နေဖို့အကြံပေးလိုက်ပြီးတော့လှုပ်ရှားရင်ပြားတွေကအနည်းငယ်ပေးနိုင်တယ်လို့ပြောပြနေခဲ့တယ် ဒီချိန်မှာပဲကောင်မလေးရဲ့ဗားပြင်ပေါ်မှာပြားတကောင်ရောက်လာပြီးတော့သူမရဲ့မျက်လုံးတွေစီကိုဖြည်းဖြည်းချင်းလျှောက်လာနေခဲ့တယ်။ဒီတော့ကောင်မလေးကကြောက်လန့်နေကြနဲ့လှုပ်ရှားမိလိုက်တော့ပြားကသူ့ကိုကိုက်သွားခဲ့ပြီးမျက်နှာကြီးဖောင်းလာပြီးတော့အသက်ရှူတွေကျက်လာခဲ့တယ်။ဂျီမီကချက်ချင်းပဲအပီနှဖင်းဘောပင်ကိုဆွဲထုတ်ပြီးတော့သူ့သမီးဖြစ်သူကိုထိုးသွင်းပေးလိုက်တော့ကောင်မလေးရဲ့အသက်ကိုကယ်တင်ခဲ့လိုက်နိုင်တယ်။ဒါပေမဲ့စကန့်ပိုင်းကြာမှာပဲဂျီမီလည်းဓမ္မတက်ယောဂါဆက်တင်ခံစားလာရပေမဲ့အပင်းကကုန်သွားခဲ့ပြီးကေဆေးရဲ့အဖွဲတွေကလည်းနေလန်းကိုရှာမတွေ့ဖြစ်နေတဲ့အချိန်မှာပဲအဖွဲဝင်တယောက်ကချက်ကားကဆက်တင်မီလောင်နေတာကိုတတိထားမိလိုက်ပြီး ပြားတွေကလည်းမိခိုးတွေနဲ့ဝေးရကိုထွက်ပြေးနေတာကိုမြင်လိုက်ရပြီးတော့ပြားမွေးမြူရေးသမားတွေကပြားတွေကိုငြိမ်သက်အောင်ထိန်းချုပ်ဖို့အတွက်မိခိုးတွေကိုအသုံးပြုတယ်ဆိုတာခုမှသတိရလိုက်တယ်။ဒီတော့သူတို့ကလေဝင်လေထွက်ဆက်ကိုတုံးပြီးတော့မိခိုးတွေကိုကားစီလမ်းကြောင်းလွှဲပေးလိုက်တယ်။ပြားတွေကဆက်တင်ထွက်ခွာနေပြီးတော့အကုန်ရှင်းလင်းနိုင်ဖို့အတွက်အချိန်ယူရအောင်မှဖြစ်ပေမဲ့ကားထဲမှာတော့ဂျေမီကတိလက်ခဏင်းအနေထားမှရှိနေခဲ့တယ်။ဒီတော့ operator ကဆေးဝါးနှင်းငယ်လောက်အပင်ထဲမှာကျန်နေတဲ့ကြောင်ရှင်းပြလိုက်တာကြောင့်အပြင်ဘက်ခုံကိုလိဖြစ်လိုက်တော့အတွင်းထဲမှာဆေးထိုးတံငယ်တစ်ခုကိုတွေ့လိုက်ရတယ်။ သူ့မိကအစပိုင်းမှာညွန်ကြားပေးနေခဲ့ပေမဲ့ခဏကြာတော့တတိလစ်သွားခဲ့တယ်။ဒီတော့ operator ခိုင်းတဲ့အတိုင်းကောင်မလေးကအတီးချက်ဆက်လုပ်ခဲ့တယ်။ကောင်မလေးကအက်ကိုသူ့မိပုံပေါ်တင်ပြီးတော့ဖြည်းဖြည်းချင်းဖိထားလိုက်တော့ခဏကြာမှပဲသူ့မိတတိယလာခဲ့တယ်။တချိန်ထဲမှာပဲမိသက်တက်ဖွဲ့တွေကသူတို့ကိုကားထဲကနေကထုတ်ခဲလိုက်နိုင်ပြီးတော့သူတို့အားလုံးပေကင်းသွားခဲ့ကြပေမဲ့ခဏကြာမှပဲချက်ကားကမိလောင်ပြီးပောက်ကွဲသွားခဲ့တယ်။ဒီအချိန်မှာတော့ကြံရှိနေတဲ့ပြားတွေအားလုံးကကောင်းကင်ပေါ်ပြန်တက်သွားကြပြီးတော့တန်းနဲ့ချီတဲ့လူသက်ပြားတွေအများကြီးကကောင်းကင်မှာကြီးမားတဲ့ပြားလေစင်နာမောင်းတစ်ခုလိုဖြစ်သွားပြီးတော့ လော့စ်အိန်ဂျလိစီကိုတိတ်တိတ်ပြေးထွက်သွားခဲ့ကြတယ်။ခုချိန်တွေကတော့တကယ့်ကိုကြောက်စရာကောင်းတဲ့အနေအထားတစ်ခုဖြစ်လာခဲ့တယ်။